ဟိုးတော့ကမုံဆိုးတယောက်ဟာတော်တဲ့ကအလွန်လှပတဲ့ကျက်တူရွေးနှစ်ကောင်ကိုဘရင်ထံဆက်သခဲ့ဘရင်ကလည်းအဲ့ဒီကျက်တူရွေးနှစ်ကောင်ကိုသေချာဂယုဒဆိုင်မွေးမြူထားဖို့အမိန့်ချလိုက်တာပေါ့ဒါနဲ့အဲ့ဒီကျက်တူရွေးနှစ်ကောင်ဟာနန်းတော်အတွက်မှာအထုဂယုဆိုင်ခံရတယ်အားလုံးကလည်းချစ်ကြတယ်သူကလာကြွေးငါကလာကြွေးနေ ကျက်တူရဲနှကောင်ဟာနန်းတော်မှာလူကြီးလူငယ်များပြီးတော့အစားအစာပိုးပိုးများများနဲ့မျိုးစုံ စားတော်ပြီးတော့ပျော်ရွှင်စွာနဲ့နေလာခဲ့ကြတယ်။ဒီနေ့မှာတော့အဲ့ဒီမုတ်ဆိုးကပဲတော်တွင်းကနေပြီးတော့မြောက်တကောင်ကိုဖမ်းပြီးတော့ဘရင်ကို လာရောက်ဆက်တာပြန်နေ။နန်းတော်မှာမြောက်တကောင်ရောက်လာခဲ့ပြန်။အဲ့ဒီမြောက်ရောက်လာတဲ့အခါမှာတော့မြောက်ရဲ့အစအပြောင်းအလှုပ်အခက်တွေရောက် လူတွေဟာမြောက်စီကိုပဲပိုးပြီးတော့စိတ်ဝင်စားလာခဲ့ကြတယ်။မြောက်ကိုပဲသွားကြည့်သူတွေအစာသွားကြွေးသူတွေများလာခဲ့တယ်။ကျက်တူရဲ့ညီနောင်စီမှာလူတွေသိပ်မလာတော့သလိုအစာတွေလည်းမျိုးစုံမစားရတော့ဘူးပေါ့။မြောက်စီမှာတော့လူတွေကတယုံယုံဖြစ်သွားကြတယ်။မြောက်ကလည်းဖြဲချောင်းလိုက်၊ကုန်းပြလိုက်၊ကွာပြလိုက်နဲ့တဝါဝါတဟာဟာပေါ့။အဲ့ဒီလိုဖြစ်လာတဲ့အခါကျက်တူရဲ့ညီငယ်အကောင်ကစိတ်ဓာတ်တွေကျလာတဲ့ သူတို့ကိုလူတွေကမချစ်ကြတော့ဘူးသူတို့ဘဝတော့သွားပါပြီဒါကြောင့်ဒီနန်းတော်ကနေထွက်ခွာသွားဖို့ဒါမှမဟုတ်ရင်လဲကိုကိုကိုရင်လဲအစာမစားတော့ဘဲနဲ့အသေးခံလိုက်ဖို့အထိကျက်သူကြီးအငယ်ကစဉ်းစားနေတယ်အကိုဖြစ်သူကျက်သူကြီးကတော့စောင့်ကြည့်နေဖို့စိတ်ဓာတ်တွေမကြဖို့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ် အမြဲတည်ငဲနေတာမဟုတ်တဲ့အကြောင်းအမြဲတမ်းပြောင်းလဲနေကြောင်းတွေကိုပြောပြီးတော့ ညီငယ်ကိုချော့ခဲ့တယ်။အဲ့ဒါလို့နဲ့တနေ့မှာတော့မြောက်ဟာမင်းသားငယ်တစ်ပါးကိုလိုက်ချောက်ပြီးတော့ချဲချောင်ရင်နဲ့လက်နဲ့ကုတ်မီယာကနေဘယင်တိသွားလို့တော်တဲ့ကိုပြန်အပုတ်ခံလိုက်ရတယ်။အဲ့ဒီတော့လေလူတွေဟာကြက်တူရွေးညီနောင်စီအာယုံ ပြန်ရောက်လာကြတယ်။အရင်လိုပဲဟိုလူကအစာလာကျွေးဒီလူကအစာလာကျွေးနေပေါ့။ဒီတော့နောင်တော်ဖြစ်တဲ့ကြက်တူရွေးကသူ့ညီကြက်တူရွေးကိုဒီမဲ့ငါညီ လောကမှာဘယ်ဟာမှမြဲမနေဘူးအမြဲပြောင်းလဲနေတယ်ဆိုတာသိထားရတယ်အကောင်းဖြစ်တဲ့အခါဖြစ်လိုက်အဆိုးဖြစ်တဲ့အခါဖြစ်လိုက်နေပေါ့အဲ့ဒီအပြင်းပန်းနဲ့ဝန်းညင်ဆိုတာတွေကို ကိုဖြစ်စေခြင်းလို့ကိုကလိုက်ပြီးတော့ပြုပြင်နေနိုင်တာမဟုတ်ဘူးသူသဘော သူဆောင်နေမှာပဲကိုစိတ်ကိုပဲကိုက ပြုပြင်ရမှာဖြစ်တယ်ငါညီအရှင်ပြည်တဲ့အခါတွေမှာလဲမြူးမြောက်မနေဘူးဘဝတွေကိုမေ့ပြီးတော့ယင်မှုမနေဘူး ကိုယ်စိတ်ကိုထိန်းចောင်းနိုင်ရမယ်။အရှင်မပြေတဲ့အခါမျိုးတွေမှာလည်းကိုယ်စိတ်မှာဆင်းရဲပင်ပန်းတာတွေမဖြစ်ဖို့ကြံ့ညာခံနိုင်ဖို့ကိုယ့်ကိုယ်ကိုထိန်းចောင်းနိုင်ရမယ်။ကိုယ်စိတ်ကိုထိန်းចောင်းနိုင်ရ။ခုရောက်လာခဲ့တဲ့မြောက်ဟာ သူ့ဇရက်သူ့ပန်းဟန်ကြောင့်အများကဝိုင်းရံပြီးတော့ချစ်ခဲ့ကြွေးခဲ့မွေးခဲ့တော့သူ့ကိုယ်သူမြူးမြောက်ပြီးပျော်မြူးနေခဲ့တာပေါ့။နောက်တော့သူ့ကိုယ်သူအဟုတ်ကြီးထင်းပြီးတော့ထင်းရွာတွေလျှောက်လို့ လှုပ်ချင်ရည်လျှောက်လို့တော့မင်းသားငယ်ကိုတောင်၆လှန့်ဆွဲကုန်တော့ခုတော်တဲ့ပြန်ဖို့ခံရတယ်မဟုတ်လားဒါဟာအကောင်းလောကရန်ကို မခံနိုင်တာပဲငါညီကလည်းလူတွေမလားအစာတွေမများတော့အစာတွေနဲပါသွားတဲ့အချိန်စိတ်ဓာတ်တွေကြစိတ်တွေဆင်းရဲပြီးတော့ကိုကိုကိုတောင်အစာငတ်ခံသေးဖို့စိတ်ကူးခဲ့တယ်မဟုတ်လားငါညီဒါလေငါညီဟာအဆိုးလောကရန်ကိုမခံနိုင်တာပဲလူတွေမကွိုင်းရံတော့လေဘာဖြစ်လဲ အစာတွေမပမပေါများတော့ကိုဘာဖြစ်လဲရှိတာစားပြီးနေလဲရတာပဲမဟုတ်ဘူးလားကိုစားနိုင်တာတဲ့ပိုးများတဲ့အစာတွေညားခြင်းရခြင်းနေတဲ့လောဘလူတွေရဲ့လေးစားတာတံမိုးထတာခံခြင်းနဲ့သက်္ကာရလူတွေရဲ့နှုတ်ဖြားမှာရေပန်းစားခံခြင်းနေတဲ့တီလောကစတဲ့တကယ်ကို့အတွက်မဖြစ်မနေလိုအပ်နေတာတွေမဟုတ်တဲ့ပိုးများခြင်းတာတွေလေးစားခံခြင်းတာတွေကြော်ကြားခြင်းတာတွေဟာတို့တွေရဲ့ စိတ်တွေနဲ့တို့ရဲ့ဘဝတွေကိုအဆိုးရွားဆုံးဆင်းရဲဒုက္ခပေးတဲ့အရာတွေဖြစ်တယ်ငါညီအဲ့ဒီရကျင်တာတွေလေးစားခံတန်ဖိုးထားခံကျင်တာတွေကြော်ကြားကျင်တာတွေကို တို့တရဝါတွေကိုအဆိုးဆုံးဒုက္ခပေးတဲ့အရာတွေပဲအဲ့ဒီအရာတွေဟာဝဉဉ်ကအရာတွေဖြစ်လို့တကယ်လဲကိုပိုင်တာတွေမဟုတ်ဘူးကိုမပိုင်တဲ့ဒီဝဉဉ်ဆိုတဲ့အရာကို စိတ်တိုင်းမကြတိုင်းသာဆင်းရဲနေရမယ်ဆိုရင်ဘယ်တော့မှ စိတ်ဟာချမ်းသာလာနိုင်မှာမဟုတ်ဘူးငါကြီးရဲ့ဒီတော့ကိုမပိုင်နဲ့ကိုမတတ်နိုင်နဲ့ဝဉဉ်ကိုအာယုံပြုခံစားမနေပါနဲ့ကိုစိတ်လေးကိုပဲကိုကချမ်းသာနေအောင်ပြုပြင်နေထိုင်ရမှာဒါကြောင့်အကောင်းလောကဓာတ်အနေနဲ့ကြုံကြုံအဆိုးလောကဓာတ်အနေနဲ့ပဲတွေ့တွေ့ဘာတွေနဲ့ကြုံကြုံကိုပိုင်နာတွေမဟုတ်တော့ဘာမှခံစားနေဖို့မဟုတ်ဘူးကိုရဲ့စိတ်ကလေးနဲ့သာကိုအဆင်ပြေအောင်နေနိုင်ဖို့တို့တွေအမြဲကြိုးစားနေရမယ် ဟောဟိုမှာလူတွေတို့စီလာနေကြပြီ။အစာတွေလည်းပါလာတယ်။သူတို့လာခြင်းတဲ့အချိန်လာကြပြီ။သူတို့ကြွေးခြင်းတဲ့အချိန်ကြွေးကြလိမ့်မယ်။သူတို့မလာခြင်းတဲ့အချိန်ကြတော့လေလာကြမှာမဟုတ်ဘူး။ဒီတော့သူတို့လာတာမလာတာအဲ့ဒါသူတို့သဘောအဲ့ဒီအရာတွေအပေါ်မှာခံစားမှုတွေဖြစ်မနေဖို့ကတို့ရဲ့အလုပ်ပေါ်ငါညီရလို့ကျက်တူရဲ့အကြီးကကျက်တူရဲ့ညီငယ်လေးကိုဆုံးမနေတဲ့။ကဲပုံမြင်ကလည်းရှင်းသွားပြီမို့ လောက်နဲ့ပဲညီကုန်းချုပ်လိုက်ချင်ပါတယ်အားလုံးအားလုံးကိုယ်စိတ်ကိုကိုယ်ကိုယ်တိုင်ထင်းချောင်းနိုင်ပြီးတော့ငြိမ်းချမ်းစွာဘဝကိုဖြတ်သန်းနိုင်ကြပါစေ။